အားလုံးပဲမင်္ဂလာပါ Jenny Pocket Channel ကနေအားလုံးကို ကြိုဆိုလိုက်ပါတယ်ဒီနေ့ဆို American Thumbnail Donald Trump ဟာ MS30 ကောင်ဆောင်များနဲ့ဒူ Trader Rai ကိုကမ်းဝင်နေရသူကို El Salvador အကျဉ်းထောင်သို့ပြင်းနေတဲ့ပေးပို့လိုက်ခြင်းဖြစ်ပါတယ်ရဲ့ရဲဆို El Salvador အကျဉ်းထောင်သို့ပေးပို့နေတဲ့အရာလည်းဖြစ်ပါတယ်လေရင်စစ်တပ်ကပြည်စုံနဲ့တေချာလေး El Salvador အကျဉ်းထောင်သို့ပေးပို့နေခြင်းဖြစ်ပါတယ် အဆာဝိဒအကျဉ်းထောင်ဟာကဘာပေါ်မှာအကျဉ်းတန်းဆုံးထောင်တစ်ခုထဲမှာပါဝင်နေတာဖြစ်ပါတယ်။ဒီပေပုချင်းကိုလည်းအဆာဝိဒနိုင်ကိုကလင်ကလည်းလက်ခံတာဖြစ်ပါတယ်။ဒီနိုင်ကိုကလင်ကဆိုဒီအမေရိကန်တမ်ပတ်တော်နဲ့ trap ဒုတိယတက်တမ်းမှာသူ့ကိုချီချုပ်ခဲ့တာဖြစ်ပါတယ်။အမေရိကန်တမ်ပတ်တော်နဲ့ trap တမ်ဒါဖြစ်လာတဲ့အခါမှာ God bless US and God bless you ဆိုပြီးမှပြောခဲ့တဲ့သူဖြစ်ပါတယ်။ Now El Salvador အကျဉ်းထောင်ထဲမှာမန်ဒါ ရှစ်ခုရှိပြီးမှအကျဉ်းသားလဲတောင်းကျော်ထားရှိတဲ့အကျဉ်းထောင်လည်းဖြစ်ပါတယ်။အချုပ်ခန်းတစ်ခန်းထဲမှာအကျဉ်းသား65ပုံမှာပြင်ဆိုအခြေထားရှိတဲ့အကျဉ်းထောင်ဖြစ်ပါတယ်။ဒါဗိအယ်ဆာဂီတာအကျဉ်းသားများအပင်တို့လုံးဝခွင့်ပြုခြင်းမရှိပြီနဲ့ထိခွင့်မရှိတာဖြစ်ပါတယ်။အပင်ပြောတဲ့အခါမှာသူတို့အတွက်ရှောက်လက်ဖို့ဝါရန်တန်နောက်ပြီးကစားပွဲတွေကိုခွင့်ပြုခြင်းမရပဲနဲ့လုံးဝရှောက်သွားလို့မရတဲ့အကျဉ်းထောင်လည်းဖြစ်ပါတယ်။အရန်တိကျတဲ့ ကြည်ကြတဲ့အကျဉ်းထောင်လည်းဖြစ်ပါတယ်။နောက်ဒီထဲမှာမာရီကိုရောဘီယန်ကဗင်နီဆိုလာနိုင်ငံသားနေရ38ဦးပါကြောင်းလည်းပြောပါတယ်။ဒါကြောင့်ဒီပေးပို့နေတဲ့လေရင်တွေကိုပြန်လည်ခန်းပါတယ်။ဒါပေမဲ့ဒီတရားအမေရိကန်တရားရုံးကထုတ်တဲ့ဥပဒေကိုပယ်ချပြီးမှအယ်ဆာဗီဒိုအကျဉ်းထောင်သို့ပေးပို့လိုက်တာဖြစ်ပါတယ်။ အမေရိကန်တမ်တာဒေါ်နယ်ထရန့်ဟာနိုင်ငံတကာကိုအင်မီဂရေးရှင်းတွေကိုပေးပို့နေတာဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်နိုင်ငံမှာ great cash ရှိပြီးမှနေထိုင်သူများတရားလက်ကိူးဆိုင်ပြီးမှနေထိုင်ပိုးရန်အတွက်ဖြစ်ပါတယ်။ Okay ဒီနေ့ video ကတော့လည်းပါ နောက် video မှာပြန်ဆုံကြပါမယ်။